က်သူနောက်ကိုခွေးရလိုက်ပြေးရာကနေလာပေါင်း30ကျော်အခန်းတွင်ပိတ်လောင်ခံခဲ့ရတဲ့အမျိုးသမီးတယောက်ကြောင့်ကိုတင်ဆက်ပေးကြပါမယ်။အတီတကြပေါင်းတင်လက်ထက်ယူပါမယ်လို့ဂရိပေးတဲ့စစ်သူကိုယုံကြည်ခဲ့သူမိဘအတိုင်းဝန်ပတ်ဝန်းကျင်တန်းဆက်သွယ်ဖို့အခွင့်အရေးမရှိခဲ့သူလူမသိသူမသိခံလေးထဲမှာသူပါရီဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုအခုလိုပြောပြထားပါတယ်ရှင်။တင်ကြိုက်တဲ့ကစားစရာအယုတ်ကလေးတယောက်ကိုသာအနားမှာစိတ်တိုင်းကြထားနိုင်ပါတယ်။ဒါပေမဲ့တက်ရှိအမျိုးသမီးတယောက်ကိုတော့အဲ့လိုပြုမှုလို့မရဘူးဆိုတာသင်သိပါသလား။ လွန်ခဲ့တဲ့၃နှစ်ကအသက်၁၈နှစ်သာရှိသေးတဲ့မက်သီရီအောင်တန်တယောက်ကသူ့ရဲ့ချစ်သူရေးစားနောက်ကိုမိဘတွေမသိဘဲခူးရလိုက်ပြေးသွားခဲ့ပါတယ်။မက်သီရီအောင်တန်တယောက်လာပေါင်း30ကျော်ကြာအင်းတွေပိတ်လောင်ပေါင်းသိမ်းခံခဲ့ရပြီးနောက်ဆုံးမှာတော့ဒီတကြပေါင်းသိမ်းလက်ထပ်ကိုအငင်းခံခဲ့ရပါတယ်။သူတွေ့ကြုံခဲ့ရတဲ့ဖြစ်ပျက်တွေပြန်လည်ပြောပြတဲ့အခါမှာတော့ဖြေမစင်နိုင်စရာတွေပြည့်လို့ပါ။သူယုံကြည်တာပေါ့ယုံကြည်ပဲစောင့်နေခဲ့တာအဲ့တခုပဲရှိရပြီးတော့ ပြီးတော့သူပြောတဲ့စကားကညီမအိမ်ကိုကြောက်တယ်တာသူကအဲ့လိုအိမ်ကအသေးအတန်ရှာနေရရှူရှဲဖြစ်နေရညီတို့ရလွတ်အောင်ပြေးထားပေါ့တွေ့ရင်မလွယ်ဘူးတတ်မယ်ဖြတ်မယ်အဲ့လိုမျိုးကြီးပြောထားအိမ်ကိုလည်းကြောက်တယ်အဲ့ပြီးတော့သူညီမကိုယူမယ်ပဲဇက်တိုက်ပြောလာဂရိလည်းအထက်ထက်ပေးတယ်အဲ့နောက်ဆုံးရမှသူကအဲ့ဒီစကားကိုမယူနိုင်တော့ဘူးဆိုပြီးပြောတာပြီးတော့အဲ့လိုနောက်ကောင်မလေးလည်းရှိနေပြီဒီတယောက်မှမဟုတ်ဘူးနောက်ထပ်အဲ့လိုသုံးလျောက်တွဲဦးမှာအဲ့လိုမျိုးကြီးပြောတယ်ညီမကိုတပုတ်လေးလည်းပြတယ် လောင်ခံခဲ့ရတဲ့လာပေါင်း30ကျော်အတွင်းမှာနေရာပေါင်း3နေရာလောက်လူမသိသူမသိပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့အပြင်ခန္ဓာကိုယ်အာဟာရပြည့်ဝအောင်လည်းမစားသုံးခဲ့ရဘူးလို့ဆိုပါတယ်။အိမ်မကဘာမှမရှိဘူးအဲ့လိုတာရှည်ခံမဲ့ပြည်စီဆိုသူကြက်ဥကြက်ဥဝယ်ပေးထားတယ်ကြက်ဥဆိုတာဟိုဘာဖြစ်ခံတယ်လေအကြာကြီးနောက်ဆန်တို့ကြက်ဥအဲ့ဒါလည်းဝယ်ပေးထား။သူလာတဲ့အချိန်မှာအဲ့လိုဟိုဟင်းနေပါရယ်ယူလာပေးရယ်ကျန်တဲ့အချိန်ကဒီလိုပဲ အဲ့လိုရေသန့်မှုဆိုလို့ရှင်သူကရေဘူးလာပိုးတယ်ဆိုလို့ရှင်ဟိုရေဘူးလာပိုးရဲ့လူကညီမကိုတွေ့မှာစိုးလို့တဲ့သူကရေဘူးတွေပါလာမပိုခိုင်းရေသန့်ကတ်ဝယ်ပေးထားရေသန့်ကတ်လည်းမင်းများစားဝယ်ပေးတာမဟုတ်ဘူးသူလာမဲ့သူပြန်လာမဲ့အချိန်တော့ဒီမှန်းဝယ်ပေးတာတခါရအေးရေဘူးတနေ့ကိုကုံမွားကုံမွားမှဆိုလို့အေးတဘူးကိုကုံအောင်တော့မတော့ဘူးခါရအေးရေကုံသွားတဲ့ခါကျရင်သူ့ကိုလှမ်းမပြောတာပေါ့ရေကုံသွားပြီဆိုအဲကျရင်သူအလုံးမအားသေးဘူး ့ဘုံမှန်ကြီးကြိုးတောက်ထားလိုက်ဆိုတော့တော်တော်နဲ့3-4ရက်လောက်ကြာမှသူညီမကိုလာပြီးတော့တွေ့ဒီလိုဖြစ်ပြက်နေချိန်မှာမိဘဆွေမျိုးအတိုင်းဝိုင်းကိုဆက်တယ်ဖို့အချိန်ကလည်းမရှိခဲ့ဘူးဘာလို့လဲဆိုတော့မက်သီရီအောင်တရဲ့ဖုန်းကိုလည်းချစ်သူရီးစားကတင်ယူထားခဲ့လို့ပါဒီဝေဒနာတွေမကန်ဆောင်းနိုင်တော့လို့ကိုကိုကိုလည်းတေချောင်းကြံခဲ့တယ်လို့ဆိုပါတယ်သူ့ကိုစိတ်နာခဲ့တာပေါ့အဲ့လိုညီမအိမ်မှာကိုကိုစူးစိုက်လုပ်ခဲ့တယ် ဲ့ဒီအချိန်ထိတောင်မှသူစိတ်တက်ကိုနောက်မှပေါ့နော်ကိုကိုကိုပေါ့သူဘလို့စိတ်မျိုးတွေထားလဲဆိုတော့နောက်မှတိတ်တွေးတာပေါ့စူတိုင်းလုတ်ခဲ့တောင်မှညီမသေးွားမှသူမစိုးရင်ညီမနင်းသေးွားရင်တဲ့ငါပဲအမှုပက်လိမ့်မယ်ပေါ့နင်းသေးွားကိစ္စမရှိဘူးအဲ့လိုမျိုးပြောထွက်တာပေါ့နော်ပြောသူယူသူယူခဲ့တာမိမတယောက်ပဲဟုတ်တယ် ဘာဖြစ်နည်းနည်းတော့ဒီလိုမျိုးကြီးတော့မလုံးသိမ်ဘူးမင်းမထင်လဲမိမဆိုရင်ဟိုအတွင်းကန်လို့ဟာတော့မှသုံးစုံလုံးကိုဒီနှစ်နှစ်ကျော်လေးကိုဒီလိုပဲနေခဲ့ရအဲ့ကြီးဆိုပေါက်ပြဲဝိုင်းတော့ကိုကအထက်ထက်ကဖာသေးချုပ်သေးပြီးတော့ဝစ်ခဲ့ရပြတယောက်တည်းအလင်းနဲ့ဆိုညီမမကြည့်နိုင်ဆက်ဆက်ကြည့်လို့ ဆက်စားခြင်းနဲ့ညီမဖုန်တူယူရဖုန်းကလဲပေးမယ်ဆိုပြီးတော့နောက်ဆုံးဒီအရင်ဒီတိုက်ကို6လရောက်တော့မှဖုန်းပြန်ပေးရအတီတကြပေါင်းတဲ့လက်ထက်ယူဖို့မဖြစ်နိုင်တော့တဲ့အပြင်နောက်ထပ်ချစ်သူကောင်မလေးတယောက်ထက်ရနေပြီလို့ဆိုလာတဲ့အခါမှာလဲမတ်သီရီအောင်တင်ကိုလွတ်မြောက်ခွင့်မပေးဘဲထုံးစံအတိုင်းအိမ်မှာတော့ခတ်ထားခဲ့ပြီးတော့မေ့ကြံခဲ့ချိန်မှာတော့ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်အခုတော့စစ်သူရီစာပေါ်ကိုရက်ဆက်ခဲ့တဲ့သူတယောက်ကိုချုံနောက်ထားမှုအတွက် ုံမှန်344သွေးဆောင်ခွေယူမှုအတွက်ဒါမှမဟုတ်မိမခွေယူမှုအတွက်ပုံမှန်366ဖန်စီထိမ့်သိမ်းအမှုဖွင့်ခဲ့ပြီးမယ်လဲပုံမှန်410လိန်လယ်မှုပုံမှန်နဲ့သာကျူးလွန်မှုမြောက်တယ်လို့ခရိုင်ဥပဒေအကြံပေးကပြောင်းလဲသတ်မှတ်ခဲ့တယ်လို့ဆိုပါတယ်ပြင်းပြတတပဲလှုပ်စီခြင်းနဲ့အရင်ကကတော့ငွေများတရားနိုင်ခဲ့ပေါ့အခုခေတ်မှာဒီလိုမျိုးစနစ်တွေအဲ့လိုတဏ္ဍာန်တွေမရှိတော့ဘူးလို့ပဲညီမယုံကြည်ရတယ်အားကြောင့်လည်းမြတ်မြတ်တတဆုံးမျက်စီခြင်းနဲ့ ဘသူ့ဘက်ကိုမှမျက်နှာမလိုက်ပဲနဲ့လေအမှန်အတိုင်းပဲလုပ်ပေးစေချင်တယ်